လောက်လေးရှိလို့ပေါ့ဗျာမြောက်ဒီအငိမ့်ကပထမရတဲ့မော်ဒီမော့စ်တို့မြင်းမြင့်ကြီးအငိမ့်ဆိုလဲဒေါ်စုကိုတိုက်ခိုက်တာမြင်မကောင်းဘူးမှတ်မိသေးလားတော့မသိဘူးရေဒီကမုံရေးပြီးမြင်းမြင့်ကြီးဆိုတာအီဘီကခဏခဏပြတယ်လीသွေးစွန်ထားတဲ့ဒို့အဖိုးရဲ့ဒါခေါင်းရင်းထရံမှာရှိပြီးသားတို့အခုပင်ကမိဒီကြီးကြီးအတန်ကြားတိုင်းထကြည့်ရတာအေးရေးပြက်လာပြီတို့ပြည်သူကိုဝါရမိုက်တိုက်တာ စားတော့ပြည်သူထမင်းနဲ့ပြည်သူကို အပလီမာယာလိန်ညာခြင်းထက်အဘမခိုင်းမဲမျက်နှလုံးမျက်နှရသခင်အားရကြုံဘာဝလှုပ်ပေးနေတာအမှုပညာသမားတွေပဲမင်္ဂလာပါဗျ ကျွန်တော်တို့ new future youtube channel ပြောမှဆိုရင်တော့တက်တက်တွေးပြီးတော့တက်တက်ပြောတဲ့ youtube channel ပေါ့ဒီလိုတက်တက်တွေးပြီးတက်တက်ပြောတဲ့နေရာတွေမှာကျွန်တော်တို့မမှန်တဲ့အရာတွေမဟုတ်တဲ့အရာတွေကိုပြောလို့မရဘူးဒါကြောင့်မလို့သတင်းတရက်တက်လာပြီးဆိုရင်လည်းကျွန်တော်ကတေချာအောင်လေ့လာရတယ်တေချာအောင်စဉ်းစားရတယ်မတေချာမကြေရဘဲနဲ့ကျွန်တော်တို့ပြည်သူလူထုကိုဒီနေရာကနေ youtube channel ဖွင့်ပြီးတော့ message ပေးတဲ့နေရာမှာအစိတ်အတော့ဖြစ်စေမယ့်အရာတွေထင်းအောင်ထင်းွား ဖြစ်စင်မဲ့စကားမျိုးတွေမပြောဘူးတော့လိုပါတယ်ဒါကကျွန်တော်ပေါင်ရင်အခြား YouTube နိုင်ငံအတွက်တစ်ဖက်တစ်လမ်းကနေ YouTube channel ဖွင့်ပြီးတော့ကူညီနေတဲ့ညီကောင်မောင်နှမတွေပေါ့အမေစုကိုဗာတီကန်စီးတီးမှာရှိတဲ့ Francis ဆိုတဲ့ပုံရဟန်းမင်းကြီးကကျွန်တော်တို့အမေစုကိုနိုင်ငံတွင်းမှာလာရောက်ခလုံးလို့စီတော့ဖိတ်ခေါ်ဘူးတယ်အဲ့ဒီပုံရဟန်းမင်းကြီးမနေ့က27ရက်နေ့ကကွယ်လွန်ဆုံးပါသွားတယ်ပေါ့နော် ဒီလိုမျိုးကွယ်လွန်ဆုံးမသွားတဲ့အချိန်ခါမျိုးမှာကျွန်တော်မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ Charles Mangu ဆိုတဲ့ကျွန်တော် Christian ဘုန်းကြီးတစ်ပါးကလည်းစက္ကံမဲ့ယာဒူးနေရာမှာရှိတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ပုံရဟမင်းကြီးတွေဘာသာရေးခေါင်းဆောင်တွေသူတို့အများစုသည်နိုင်ငံတနိုင်ငံမှာဖြစ်စီအဖွဲ့အစည်းတစ်ခုပဲဖြစ်စီလူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ပဲဖြစ်စီစိတ်ရဲ့ဒုက္ခကြုံပြီးတော့အန္တရာယ်တွေကြုံနေရတဲ့အခါမျိုးမှာကိုကျင်းစာတရားနဲ့ပြောတဲ့လူတွေ ဒီအရာမျိုးတွေကိုကျွန်တော်တို့လက်ခံပါတယ်။ကောင်းမွန်တဲ့အရာတွေဆုံးရှုံးနေတဲ့ဒီခေတ်ကြီးမှာ ကောင်းမွန်သောလူတွေဒီခေတ်ကြီးမှာဆုံးရှုံးနေတဲ့အခါမျိုးမှာမကောင်းမွန်သောလူတွေကလည်းကျွန်တော်တို့နဲ့ဒန်းတူရှင်တွဲပြီးတော့ပါနေတယ်ဆိုတာကိုသိဖို့လိုတယ်။ဘာကြောင့်လဲဆိုရင်ဗုဒ္ဓဘာသာမှာရှိတဲ့မြတ်စွာဘုရားရှင်တော်မှာအနောက်ရှက်ပေးတဲ့မာနရှိခဲ့ရတာပဲ။ဒီလိုအကြောင်းအရာမျိုးကျွန်တော်သိဖို့လိုတယ်ဗျာနော်။ကျွန်တော်အခုအာနာရှင်ကတော့လက်ရှိမြောက်တည်တဲ့အတိုင်းပဲအပတ်စဉ်၁၂ ဟိုအင်တိုက်အားတိုက်နဲ့လူငယ်တွေကိုတွေ့တဲ့နေရာမှာဖမ်းဆီးပေါ်တာတွေဆွဲငွေကြီးတွေတောင်းခံအမျိုးစုံလုပ်နေတယ်မှာအေယာဝတီတိုင်းတဲကနေအပတ်စဉ်ဆက်နေအတွက်လူငယ်အင်အား300ကျော်တော့ဖမ်းဆီးခံရရတယ်လို့သတင်းရရှိတယ်အဲ့ဒီလိုပဲလူသားအရင်မြင့်လူအခွင့်အရေးတောင် ချိုးဖောက်ယုံနေမကဘဲနဲ့စကစဆိုတဲ့အာနာရှင်လူစုကရှမ်းပြည်တောင်ပိုင်းဖဲခုံမြို့မှာရှိတဲ့ခေါင်ဤကျေးရွာတစ်ကို အကြောင်းအရာမရှိဘဲနဲ့ဘုံကျဲတိုက်ခိုက်လို့ကလေးငယ်၃ဦးအပါအဝင်ပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွေကအေယာဝတီတိုင်းလေးမျက်နှာမြို့နယ်မှာရှိတဲ့ပန်းတော်ကြီးကျေးရွာကိုကျွန်တော်တို့ရခိုင်တပ်တော် AA နဲ့ PDF မဟာမိတ်အဖွဲ့တွေပူးပေါင်းပြီးတော့တိုက်ခိုက်တဲ့အတွက်နေ့စဉ်ရက်ဆက်နဲ့မချလေချောင်းအန်ရည်ပြုတ်ပြီးတော့ဘုံကျဲတိုက်ခိုက်တယ်။လက်နက်ကြီးတွေနဲ့နေတိုင်းထုနေတယ်ဆိုတဲ့သတင်းကိုလည်းရတယ်။စက္ကဆာရဲ့တိုက်ခိုက်မှုကြောင့် မြန်မာတိုင်းနိုင်ငံတဝင်းလုံးမှာအမျိုးသမီးရေကကျင်ညာတာတော့အမျိုးသမီးဥယေ66ဦးတည်ဆုံးပြီးတော့88ဦးတိုင်ရန်ရတယ်။တည်ဆုံးသွားတဲ့66ဦးမှာအသက်18နှစ်အောက်24ဦးပါတယ်ဗျ။မိန်းကလေးတွေတည်ဆုံးသွားလို့လားယောက်ျားလေးတွေတည်ဆုံးသွားလို့လားဆိုတဲ့အရာတစ်အာနာရှင်ဟာကလေးတငယ်လူငယ်လူရွယ်လူကြီးမခွဲကြဘူး။သူတို့ခွဲကြတာကငါတို့အာနာရှင်စနစ်ကိုဘယ်ကောင်တွေထောက်ခံမလဲ။ အာနာရှင်စနစ်စိုးကိုဘသူတွေထပ်ပြီးတော့အသက်တွင်းမှလဲသူတို့ဒါကိုပဲလက်ခံထားတယ်။အဲ့ဒီလိုမျိုးပဲကျွန်တော်တို့အာနာရှင်စနစ်ကိုတွန်းလှန်နေရင်းနဲ့ကျွန်တော်တို့ဘက်ကနေပြန်ပြီးတိုက်ခိုက်တဲ့အရာတွေထဲမှာကင်းပြင်းတဲ့တန်တောင်ကြီးကနေတောင်ဘူးဘက်ကိုဆင်းလာတဲ့ဆက်ကဆရင်ထဲကိုမိုင်းဆွဲတိုက်ခိုက်လို့ထိခိုက်ဒဏ်ရာရရှိတယ်လို့ထိကူစစ်ကြောင်းနဲ့တပ်မဟာနဲ့ကသတင်းထုတ်ပြန်ထားပါတယ်။တနင်္လာနေ့တိုင်းပြီးခဲ့တဲ့ရက်ကပေါ့နော်ဒါကျွန်တော်တို့ ထိတစကမ်းမှာဖြစ်နေတဲ့တိနေတိုင်းဘုတ်ပြင်းမြို့နယ်ရွှေဝဲကျွရမှာပူစောတိစကမ်းကိုထပ်ပြီးတော့တိုက်ခိုက်လို့အောင်ပွဲရလာတဲ့ကျွန်တော်တို့မဟာမိတ်တပ်တွေနဲ့အကဖအဖွဲ့တွေကိုပြည်သူတွေကတောင်းတပြပြကြိုးစိုးပါတယ်ကြိုးစိုးတဲ့နေရာမှာကျွန်တော်တို့အလားတူဖြစ်ရမျိုးတခုရှိခဲ့တယ်တပိတ်ပြီးခဲ့တဲ့ရက်ကတပိတ်ချင်းမြို့နယ်ကိုနှစ်စဉ်ရက်ဆက်ဘုံကျဲတိုက်ခိုက်လို့ကလေးတငယ်ပေါင်းများစွာတန်ဃာတော်တွေကိုရင်တွေပါအပါအဝင်ဆုံးရှုံးတဲ့အရာတွေလည်းအများကြီးရှိတယ်အင်တိုက်အားတိုက် ်ပျော်လို့မရဘူးလားဆိုတော့ကြပါလေဒါပေမဲ့အာနာရှင်ဟာတနာညတာမှုမရှိဘဲနဲ့ရုံမှရက်ဆက်သွားဘုံကျဲတိုက်ခိုက်နေတယ်ဆိုတဲ့အရာကိုလည်းသိဖို့လိုတယ်ဟုတ်ပြီကျွန်တော်ဒီလိုမျိုးဖြစ်ပြက်နေတဲ့ခစ်ဆိုးခစ်ပြက်အာနာရှင်စနစ်အောက်မှာအဲ့ဒီအာနာရှင်စနစ်ကိုတပူတဲ့တပါတဲ့ပူပေါင်းပြီးတော့ရှင်ပူပေါင်းရှင်တွဲပြီးတော့အားပေးနေတဲ့လူစုကလည်းရှိနေစေဘလို့လူစုလည်း ကျွန်တော်ကြည့်ကြည့်အောင်ဗျကျွန်တော်ဒီမှာ reaction နဲ့တစ်ခါတွဲပြီးတော့ကြည့်ကြည့်သေးလို့ပါတယ်ရှစ်လေးလုံးအရေးအခင်းပြီးတော့လူတွေကစစ်တပ်ကိုမုန်းကြတယ်အဲ့ဒီမှာအမှုပညာရှင်ဆိုတဲ့သူတွေအများအားဖြင့်မပါဘူးဆိုတာယုံ68ပြီးနောက်နှစ်နှစ်နေတော့စစ်အစိုးရဝါရဖြန့်တဲ့ပါပီမရုပ်ရှင်ဇာတ်ကားကတတ်တည်လက်ခံတယ်ဘာကြောင့်လဲဆိုရင်68နောက်ပိုင်းမှာကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတို့မဟုတ်ဗမာလူမျိုး တို့တတ်မှတ်တဲ့ KNU ဆိုတဲ့လက်နက်ကင်အဖွဲ့အစည်းမှရှိတဲ့ကရင်လူမျိုးကိုတပုံဆိုပြီးတတ်မှတ်တာအဲ့ဒီချိန်ကမျိုးမှာကျွန်တော်တို့ကြီးပြင်းခဲ့ရတဲ့ဂျင်းတွေပေါ့ဗျာရုပ်ရှင်တွေစစ်ကားတွေနဲ့ကြီးပြင်းခဲ့ရတယ်ပါပီမဆိုတဲ့ကားမှာအကယ်ဒမီရတယ်ဆိုတဲ့အရာမျိုးတွေပါဖြစ်လာတယ်ထပ်ပြီးတော့နားထောင်ကြည့်အောင်ဒါပြည်သူအပေါ်မှာစကားစကားရုံမှာရက်ဆက်ရုံတွေမဟုတ်ဖဲနဲ့ပြည်သူကျွေးတဲ့ထမင်းကိုစားပြီးတော့ပြည်သူမျက်နာကိုမကြည့်တဲ့ တက်မတော်သားအောင်မပြောဘူးအာနာရှင်ရဲ့လက်အောက်မှာရှိတဲ့လက်ပါးစီလိုပဲကျွန်တော်ကပြောမယ်ဖတ်ခွက်စားပေါ့ဗျာရိုင်းဆိုင်သွားရင်တော့တောင်းပန်တယ်လူပုဂ္ဂိုလ်တွေတူတူယောက်ရကျွန်တော်တို့ကတိုက်ခိုက်လို့ခြင်းမရှိဘူးမင်းထမင်းမင်းစားမင်းစားတဲ့ထမင်းဖြူတာမဲတာမင်းတို့ကိစ္စဒါပေမဲ့နိုင်ငံနဲ့ဆိုင်တဲ့အရာကြရင်ကျွန်တော်တို့ကတော့တိခံလို့မရတဲ့အနေအထားမျိုးတွေအများကြီးရှိတယ်။ဘာကြောင့်လဲ။နိုင်ငံတနိုင်ငံကိုအာနာရှင်စနစ်အောက်ကနေတွတ်သွင်းပြီးတော့ပြည်သူအလုံးကိုစစ်ဖက်နှက်အောက်ကနေမထွက်အောင် ကူညီအားပေးနေတဲ့အဖွဲ့အစည်းတရက်ထဲမှာလည်းဒီလိုရုပ်ရှင်သဘင်နဲ့လူပညာရှင်အများဆုံးပါတယ်ဗျဆက်ပြီးနားထောင်ကြအောင်နော်အဲ့ဒီကားမှာယူနန္ဒာမြင့်ကလည်းအလန်းခင်ဆိုးပိုင်ကလည်းတရုတ်ဆောင်ကောင်းတော့တိတ်ကောင်းတော့ခိုးသွားတဲ့အကြောင်းသားတွေကပဲအသိဉာဏ်မရှိစစ်အစိုးရစေတနာကိုနားမလည်သလိုဖြစ်အောင်ကိုအမှုပညာသမားတွေကပုံဖော်ခြင်းထက်ဝါရဖြန့်ပေးကြတာနောက်နေ့ကျဥညွန့်ဝင်းကြီးကထပ်ပြီးဘောမာတယ်အဖေနဲ့သားများ မျက်နှာတွင်ပြင်အားဖြင့်တည်ကြည်တယ်ခံများတယ်ချောတယ်ပေါ့သူ့ကိုရုတ်ချွန်တယောက်ဆောင်ဆိုတဲ့ဂုံပုံမျိုးနဲ့ကျွန်တော်ကတော့မခိုင်းနိုင်ဘူးပခုံးနှစ်ဖက်ကြားခေါင်းပေါက်တဲ့လူတယောက်အနေနဲ့ခိုင်းနိုင်မယ်ဆိုရင်ဒီလူဘာဘာသာကိုကူးကွယ်တာလေသူသာဗုဒ္ဓဘာသာကိုပဲကူးကွယ်အစ္စလမ်ဘာသာကိုပဲကူးကွယ်ကူးကွယ်ခရစ်ယာန်ဘာသာကိုပဲကူးကွယ်ကူးကွယ်ဟိန္ဒူဘာသာကိုပဲကူးကွယ်ကူးကွယ်ဘာသာတရားလေးမျိုးသလုံးမှာအမားလို့ဖို့ဘသူကမှ ယ်ဖျားချင်းဘယ်တကိုးချင်းရမှမတိုက်တွန်းထားဘူးမိမိရဲ့တီတီခံညာတဲ့ရုပ်ပေါ်မှာတဒံလုတ်ပြီးတော့ဟန်ရုပ်ပြနေတဲ့လူတွေလို့ပဲထင်တယ်ဒါပေမဲ့သူတို့စားနေတဲ့ထမင်းတွေမဖြူစင်ဘူးဗျ။ဘာကြောင့်လဲဆိုရင်နိုင်ငံစုပ်ပြတ်တက်ပြီးတော့အာဏာရှင်စနစ်အောက်ရောက်နေတဲ့အချိန်ခါမျိုးမှာတော့ဘယ်လိုစိတ်တဘောတရားဘယ်လိုအတွေးခေါ်မျိုးဘယ်လိုအသိဉာဏ်မျိုးတွေနဲ့နေနိုင်တယ်လဲဆိုတာစက်ပြီးကြည့်မယ် အဇက်ကားနဲ့အနုပညာရှင်တွေဟာမြို့ရှိစိတ်တဲ့ရှင်သန်ထက်မြက်တယောင်ယောင်အတန်သေးအတန်ကြောင့်អော်ပြီးနိုင်ငံရေးကိုဥှှိုးတဲ့အောက်တော့တက်ကသူပိုင်းမီဒီယာမျှဝေကိုစမိတ်ဆက်ဇက်ကားကောင်းတွေပြနောက်တော့စစ်ကားတွေပြအဲတုန်းကအစကတော့တကယ့်စစ်ကားကောင်းတွေပါပြင်းမငုတ်တို့တို့နှောင်းတမိမိတို့အဲကနေမှအောင်မြင်ခြင်းရင်စစ်ကားရိုက်အကယ်ဒမီရခြင်းရင်စစ်ကားရိုက်တွေဖြစ်လာရောလူမင်းဆိုစစ်ကားအရိုက်ဆုံး ကျော်ဟင်းဆိုလဲအကယ်ဒမီလိုချင်လုံးလို့ဝေလဲမွေကျွေလဲမွေကိုမရိုက်ရှင်ပဲရိုက်ခဲ့တာဒီနေရာမှာတခုပြောချင်တာရှိတယ်ဗျလူမင်းတို့စကားအရေးဆုံးโอเคရတယ်စပေးဆောင်ဖြစ်နေတဲ့အချိန်ငလင်းဘေးဒဏ်ကြုံတွေ့နေရတဲ့အချိန်ခါမျိုးမှာမိမိတို့ရဲ့စားဝတ်နေရေးအရာမိမိတို့ရဲ့အသက်ရှင်ရည်တည်မှုအရာမိမိတို့ရဲ့တတ်မှတ်ထားတဲ့ပွဲလန်းတပိန်တွေအရာကျင်းပလို့ရတယ်လို့ပဲလူပုဂ္ဂိုလ်တူတူယောက်နေနဲ့မိမိအောင်မြင်မဲ့အချိန်ခါမျိုးမှာ ပေါ်ပင်ရေပေါ်စီအနေနဲ့လုပ်လို့ရတာရှိတယ်။ဒါပေမဲ့အမှန်တရားဆိုတဲ့အရာကိုတိသွားတဲ့အချိန်ကျရင်ဘတ်ဘူးပြောင်းသွားတဲ့လူတွေကတော့ကျွတ်တော့လေးစားပါတယ်။ဒီဗီဒီယိုဖိုင်ထဲမှာပါတဲ့အတိုင်းတော့ကျွန်တော်ကဆက်ပြီးတော့နားထောင်ကြည့်အောင်။ညုံဝင်းဆိုအဖားကောင်းလုံးလို့ငါးစုချင်းပြစ်တော့အချက်မရှိ။အဲညာက သူနဲ့အတူတော့သူ့ကြုံမခံပြီး ဆိုတာလိုက်អော်ခိုင်းသေးတယ်။အဲတဲကအမှုပညာရှင်တွေက စေဖို့ချုပ်အဖားဘောစမတာ။ နောက်စောကရေးဒီတို့မြအော်ဒီအငိမ့်တို့လုတ်ပြီးပြည်သူကိုဂျင်းထက်အဲ့ဒီတုန်းကစောကရေးဒီပြိုင်ပွဲဝင်တိုင်းဥခင်ညွန့်ဘုံတော်ပွဲအဘအကြမ်းပါစီကပါသည်အဲ့ဒီအရာကိုဆုံးသွားတဲ့ကျွန်တော်အမပြောခဲ့မှုတဲ့ဗိုလ်ချုပ်ခင်ညွန့်နဲ့ပတ်သက်တဲ့ဂုံတရလေးတစ်ခုပြောပြမယ်လူရှောင်းနန်းတဲ့ဟာမမနင်ကဘာဖြစ်လို့သူ့ကိုလူရှောင်းနန်းလို့ခေါ်တာလဲနင်ကြည့်လိုက်လေတဲ့မြမအတန်နဲ့ရုံးမြင့်တန်ကြားမှာလာတဲ့သူ့ပါနေတဲ့ ဗီဒီယိုဖိုင်တွေပဲကြည့်ကြည့်သတင်းစာထဲမှာပါတဲ့ဗီဒီယိုဖိုင်တွေပဲကြည့်ကြည့်သူဟာခလေးတငယ်တွေကိုတွေ့တာနဲ့သူ့ရဲ့ရောက်တဲ့နေရာတိုင်းမှာခလေးတငယ်တွေကိုလမ်းပြီးဘေးမှာထားထားတယ်အဲ့ခလေးတငယ်လေးတွေကိုအရင်နှမ်းပြီးမှပန်းစည်းယူတယ်အဲ့ဒါကိုအဘဘောမားတဲ့လူတွေကလက်အုပ်ချီရတယ်ဒီနေ့မှာလက်အုပ်ချီတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ထပ်မကျန်တဲ့တခုရှိတယ်မကျန်တဲ့တော့ဟုတ်ပါဗျာကျွန်တော်မြန်မာနိုင်ငံသားတွေရဲ့ဒီမှာပုံမှန်အတိုင်းပဲအယိုးဆွဲနေတဲ့အရာပေါ့ မိမိကိုးကွယ်တဲ့ဘာသာတရားရဥညွတ်တယ်ဂါရဝပြုတယ်လေးစားသမှုရှိလို့လက်အုပ်ချီတယ်ရတယ်ဒါပေမဲ့ကျွန်တော်တို့လက်အုပ်ချီတယ်ဆိုတဲ့အရာတဲ့ဂါရဝပြုတယ်ဥညွတ်လေးစားတယ်ဆိုတဲ့အရာခေါင်းလေးငုံပြီးတော့လုပ်လို့ရတယ်နေရှိတယ်ဗျဒီအရာတွေကိုမလုပ်ဖဲနဲ့လက်အုပ်ချီတယ်ဆိုတဲ့အရာကိုဘာကြောင့်တို့ကကျင့်သုံးခိုင်းတယ်လဲဆိုရင်ကျွန်တော်မနေ့ကဗီဒီယိုဖိုင်ထဲမှာတနေ့ကဗီဒီယိုဖိုင်ထဲမှာပါတယ်ဗျ အာနာရှင်ဟာစနစ်တစ်ခုပြတ်သုံးမယ်ဆိုတဲ့အရာကိုမပြတ်ပြတ်မှာဆိုလို့ဘာနီးကိုတုံးလာလဲဆိုရင်ဘယင်စနစ်ကိုကျင့်သုံးတဲ့နီးကိုဦးတန်းရွှေတစ်ထပ်မှာလုတ်ခဲ့တာကိုခင်ဗျားတို့ကိုယ်တိုင်ကြုံတွေ့ခဲ့မှုပဲလို့ထင်ပါတယ်။ဘာကြောက်လဲဆိုရင်ဦးနေဝင်းရဲ့မြေတွေနိုင်ငံကိုအာနာသိမ်းဖို့လုတ်ကြံတဲ့လုတ်ကြံဖို့အချိန်ခါမျိုးမှာသူတို့ရှိရဖန်းသီးတင်ဆိုင်ရမိတဲ့ပစ္စည်းတွေကဘယင်နဲ့ဆက်ဆက်တဲ့ပစ္စည်းတွေကြီးပဲ။နောက်ဆုံးအဆင့်ပြဗိုလ်ချုပ်တန်းရွှေလက်ထက်မှာအေယော်ဒီတိုင်းထောင်းသားမျိုးကိုသွားတဲ့အချိန်သူ့ရဲ့သမီးတွေ တဏ္ဍာခါလိမ့်တဲ့အချိန်မှာတဏ္ဍာခါရွက်ကော့ထဲမှာရှိတဲ့လူတွေကိုရွာထဲမှာရှိတဲ့လူတွေကိုတဏ္ဍာခါတွေးခိုင်းတယ်တဏ္ဍာခါတွေးခိုင်းတဲ့လူတွေကိုသူတို့ကိုဘလို့ခေါ်ခိုင်းလဲဆိုရင်မေဖရာတို့မမဖရာတို့နောက်ကဖရာတက်ပြီးခေါ်ခိုင်းတယ်ဒါဟာဒီလို delay ထုံနှန်းစင်လာနဲ့ဒီလိုပုံစံမျိုးတွေကိုစနစ်တကျရိုက်ထည့်ပြီးတော့သူတို့အာနာရှင်စနစ်တည်တက်ခိုင်မြဲအောင်လူဒန်းစားတရုတ်ရှင်အမှုတပင်းပညာတဲ့ဆိုတော့လူဒန်းစားကိုပါ သူတို့ဘက်ကိုပါအောင်လှုပ်ထားတယ်။သူတို့တွေဘာကြောင့်ဒီလိုမျိုးတွေနဲ့နေနိုင်နေကြတာလဲ။ဘာကြောင့်လဲ။စัจကြည့်မယ်ဗျာ။လောက်လေးရှိလို့ပေါ့ဗျာ။မြအိုဒီအငိမ့်ကပထမရတဲ့မော်ဒီမော့စ်တို့မြင်းမြင့်ကြီးအငိမ့်ဆိုလဲဒေါ်စုကိုတိုက်ခိုက်တာမြင်မကောင်းဘူး။မှတ်မိသေးလားတော့မသိဘူး။ဂယ်ဒီကမုံရေးပြီးမြင်းမြင့်ကြီးဆိုတာ EB ကခဏခဏပြတယ်လေ။သွေးစွန်ထားတဲ့ဒို့အဖိုးရဲ့ဒါကောင်းရင်ထရံမှာ ရှိပြီးသားတို့ အခုဘင်ကမိဒီကြီးကြီးအတန်ကြာတိုင်းထကြည့်ရတာအေးပြက်လာပြီတို့ပြည်သူကိုဝါရမိုက်တိုက်တာစားတော့ပြည်သူထမင်းနဲ့ပြည်သူကို အပလီမာယာလိန်ညာချင်းထက်အဘမခိုင်းမဲမျက်နှလုံးမျက်နှရသခင်အားရကြုံပါဝလှုပ်ပေးနေတာအမှုပညာသမားတွေပဲအစိုးရလက်ထက်တရားတစ်ခုစောက်လို့ဖွင့်ပွဲလုပ်ရင်ခုံနာခုံနာဆိုတာအဲ့တရားပေါ်တက်တက်ပြီးတရားကြီးအဲ့ဒီပြည်တော်သူ့ကိုချစ်တဲ့ပြည်ခိုင်ဖြိုးဆိုတဲ့ ပါတီနဲ့သူကတချမ်းတန်လေးကြားလာလို့တရားကြီးတစင်းပြီးလို့ရှိရင်အရှိရောနောက်ကလူလာခောက်ပြန်တဲ့ခုံပေါက်နေတဲ့အမှုပညာရှင်တွေဒီအရာကိုကျွန်တော်တို့ရဲ့အုတ်ဆောင်ကိုစားကနာပြောခဲ့မှုတဲ့စကားလေးတွေပြန်တရီရတာပေါ့ထက်ကြည့်မယ်ဗျပြီးပြီတရားကြီးပြီးပြီနဲ့တရားဟိုဘက်ဒီဘက်ပတ်ပြေးလိုက်သည်တေးရေကလည်းဂီတစာဆိုဟင်းဒရာမြင့်ဝေအစိုးရဖြိုးကြီးအဖေရေးတာအများဆုံးအဲ့ဒါကြောင့်ပြောင်းဝင်ဟောင်းဥယျာထုတ်ကပေါ်တင်ပြောတာ စေအစိုးရလက်ထက်က policy ကရိုက်ပြရစီလာပြောတာသူ့မှာစရင်ရှိတယ်ဆိုတော့ဘယ်အမှုပညာရှင်ဆိုသူတွေစောက်တန်ထွက်ရဲလဲအမှန်ဖြစ်နေတာကိုအဲတုန်းကဇင်ရောမမောင်ကြီးကတော့ top ပေါ့ဗျာသူကတခြားကားသာကောင်းအောင်မရိုက်တတ်တာအဘဘောမ policy တို့အပိုင်းနာမည်ပေးတာကိုကလန်ထွက်နေတာဘာတဲ့မိုးရံတို့လွင့်ပြန်စေမိကေတရာဇာတို့ဤအာမန်တို့နှလုံးသားရင်းကပြည့်တင်မိကစ်ပနဒီတို့ အနုပညာရှင်တွေကသူတို့နာမည်ရပတ်စံရပါမေးရပီယောဆိုပြီးပြည်သူကိုကျင်းထဲထားတာဒီမချက်ဘူးပြောကြသေးတယ်နိုင်ငံတော်အကျိုးပြုဇက်ကားဆိုပဲတဖြည်းဖြည်းနဲ့ပြည်သူကလည်းစစ်တပ်ကိုတဖြည်းဖြည်းယွန်လာ2010ရွေးကောက်ပွဲလို့တော့အတန်တိတ်မထွက်သေးဘူးအခြေအနေစောင့်ကြည့်သေးတာ now ကြားပြည့်ရွေးကောက်ပွဲမှာဒေါ်စုကလည်းဝင်ပြိုင်ပြည်သူကလည်းဒေါ်စုဘက်ကမဲမြမှန်တိလာတော့သူတို့ကလူလေတွေလေး ဘယ်လိုမျက်နှာမျိုးတွေဘယ်လိုရည်ရွယ်ချက်မျိုးတွေနဲ့နေနိုင်ကြသလဲဒါပေမဲ့ဒီထဲမှာလဲကျွန်တော်စစ်တပ်ထဲစစ်တပ်ကလူတွေရဲ့ပြောစကားအတိုင်းပြောမှဆိုရင်ဖျဲသီးတော့ပိုင်တော့ပါမှာပဲဒါပေမဲ့လက်ရှိအချိန်ထိကျွန်တော်ကြုံတွေ့နေရတာကပေါ်ပေါ်တင်တင်ကိုပြည်သူဒုက္ခရောက်နေတာကိုငဲ့မကြည့်တဲ့အမှုပညာရှင်ပေါင်းများစွာရှိနေတယ်ရှိနေတဲ့အပြင်မှာမှအခုလက်ရှိဒီမှာထက်ကြည့်မယ်ကျွန်တော်တို့အရန်ကိုချစ်နေတဲ့ပုံတပုံပါလာလိမ့်မယ် ပြည်သူစီကစားလာတာမနေတော့ဘူးဆိုတော့စောက်ချက်မရှိဘတ်စကားပေါ်ဝင်ထိုင်ပြီးဒီမိုကရေစီဆိုပြီးစပြောတော့တာသူတို့ပဲဒီမိုကရေစီရှေ့ဆောင်မသိရင် NLD အစိုးရကပဲသူတို့ကြောင့်နိုင်တယ်လို့လို့အဲဒီကအဘကနေမိမိမမိမိဒီကြတဲ့စစ်တကခေါ်ရင်စစ်ကားပြေးရိုက်ပြီးအဘဘောသွားမှကြသည်စစ်ကိုမုံရီတိုက်ခဲ့သည်တို့တစစ်တမတ်ကိုနှစ်တက်ကိုဆိုတဲ့ဇလန်းတွဲတွေကတက်သည် ခန့်စီသူကြီးဆိုစစ်ကားရိုက်ပြီးချင်းပြီးပြင်းလိုက်တာဗျာပြောမနေနဲ့ပြီးပြင်းလို့ရတယ်ရုပ်ရှင်တယုတ်ဆောင်ဆိုတာတယုတ်ဆောင်တဲ့နေရာမှာပြီးပြင်းလို့ရတယ်ငါတယုတ်ဆောင်တို့ရရှိတဲ့ငွေကြီးဘယ်ကနေရလဲငါတို့တော့ဘောမတဲ့အစိုးရကဘလို့အစိုးရမျိုးလဲတတီကြီးနဲ့ကိုပြည်သူပေးတဲ့ပတ်စံပြည်သူကျွေးတဲ့ထမင်းကိုစားပြီးတော့ အဆက်အကျောက်တရားတွေကင်းမဲ့သွားပြီ။ဘာကြောင့်ဒီလိုအဆက်အကျောက်တရားတွေကင်းမဲ့လဲ။ဒီဗီဒီယိုဖိုင်ပြီးရင်မနက်ကကျွန်တော်အကူတယောက်တင်ထားတဲ့ပို့နေပတ်သက်ကိုထပ်ပြောပြရမယ်။ကျွန်တော်ဆက်ကြည့်အောင်။မလာတင်တဲ့ဖျားထီးတဲ့ဘွယ်မှာခန့်ခန့်ကြီး။မနစ်ကစောင့်မွေးနေလေးတစ်ထည့်စစ်ကားနဲ့ရမ်းအောင်။အဲအောက်ကနေပြီးတော့အရှုံးမပေးဘူး။စစ်ကားနဲ့စိုးမြတ်သူသားတို့အကယ်ဒမီရတယ်လို့ဒီနှစ်လေရဲရဲတောင်နှင်းစီမသည်လောက်ဖြစ်သွားသည်နေတိုးတို့ အကယ်ဒမီနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့ပြောချင်တဲ့အရာနိုင်ငံသားမှာရုပ်ရှင်တကားရရင်နှစ်ချီတယ်သူတို့ကအပြင်အစင်စက်တင်တဲ့အဓိကကပါတယ်တရုတ်ဆောင်တဲ့လူတွေရဲ့ဇက်အိမ်နဲ့လိုက်ဖက်မှု စကားအပြောအဆိုအမူအရာကအစဇက်ကျန်းဆိုဇက်ကျန်းဒရမာဆိုဒရမာအချစ်ကားဆိုအချစ်ကားစစ်ကားဆိုစစ်ကား ူနဲ့တက်ဆိုင်သောဒူတွေကသူ့ဟာသူတတ်မှတ်ထားပြီလားဒါကလည်းမြန်မာနိုင်ငံအတွင်းမှာရှိတဲ့သဘင်ပညာပဲဖြစ်ဖြစ်အမှုပညာရုပ်ရှင်ရုပ်ရှင်လောကမှာပဲဖြစ်ဖြစ်သူတို့တတ်မှတ်တဲ့ဒူတွေနဲ့ရှိတယ်ဒါပေမဲ့မြန်မာရုပ်ရှင်လောကမှာတတ်မှတ်ထားတဲ့အရာကငါနဲ့လာအိတ်ရင်မင်းသမီးနဲ့ပတ်သက်ရင်ပေါ့ငါနဲ့လာအိတ်ရင်ညီတို့အောင်မြင်မယ်ဘယ်မင်းသားနဲ့အတူသွားအိတ်ရင်မင်းတို့အောင်မြင်မယ်ဘယ်ပရိုဂျူဆာနဲ့တွားအိမ်မင်းတို့အောင်မြင်မယ်ဆိုတဲ့စနစ်တစ်ခုကို ုပ်ရှင်လောကကကျင်သုံးတာမဟုတ်ဘူးဗျ။အာနာရှိပါတယ်ဆိုတော့အာနာရှင်ရဲ့အောက်ကလက်ပါစီခရိုနီ လူဒန်းစာထုတ်လုပ်ရေးသမားတွေကနေအဲ့ဒီလိုမျိုးတတ်မှတ်လိုက်ကြတာ။အောင်မြင်မှုကိုမတ်တဲ့လူတိုင်းအောင်မြင်မှုကိုဘယ်လိုပုံစံနဲ့အောင်မြင်ရမလဲဆိုတော့မတွေးဘဲနဲ့အပေါ်ယံကိုလိုက်ပြီးအောင်မြင်လာတဲ့လူဒန်းစာတရက်ကဒီရုပ်ရှင်သဘင်မှာလေအများဆုံးတွေ့ရတယ်ဒီရုပ်ရှင်သဘင်နဲ့ပတ်သက်ပြီးတော့ ီတာနဲ့ပတ်သက်ပြီးကျွန်တော်ဘာကြောင့် reaction လုတ်တယ်လဲဆိုတဲ့ရည်ရွယ်ချက်ကပြည်သူတွေအလေးအားကျလေးစားတဲ့လူပုဂ္ဂိုလ်တွေဖြစ်နေတယ်ဘာကြောင့်လဲဆိုတော့သူတို့မှာ final ရှိတယ်သူတို့မှာပိဋကတ်ရှိတယ်အဲ့ဒီပိဋကတ်ကိုတည်တဲ့အာနာရှင်လူတစုကစနစ်စိုးတစ်ခုတည်မြဲမယ်ဆိုရင်ငါတို့ဘာတွေလုပ်ရမလဲဆယ်လီပေါ့ဗျာဆယ်လီဒီနာမည်ကြီးတဲ့လူတွေအမှုပညာရှင်တွေတယုတ်ဆောင်တွေအားလုံး သူတို့ဘက်ကိုဖမ်းချုပ်တာလေအဲ့ဒီလိုချုပ်ပြီးတော့ရုပ်ရှင်လောကအတိုင်းဝိုင်းတစ်ခုလုံးကိုလေဒီလိုပုံစံမျိုးနဲ့သူတို့ရဲ့အောက်ကနေပါဝင်အောင်ဖန်တီးထားတယ်ဒါတွေကိုတချို့အမှုပညာရှင်အခုစွတ်ပြီးဘောမာနေတဲ့အမှုပညာရှင်တွေကကောင်းကောင်းသိတယ်ငါတို့ဒီလိုလုံးမှထမင်းစားရမယ်ငါတို့ဒီလိုဘောမာမှအဆင်ပြေမယ်ဆိုတဲ့လူတွေရှိတယ်အမှန်တရားကိုသိပြီးတော့တစ်ဖက်အမှန်တရားဘက်ကိုကူးပြောင်းသွားတဲ့ရုပ်ရှင်ဂီတအမှုပညာရှင်အားလုံးတော့လေးစားပါတယ် ကျွန်တော်တို့မြန်မာနိုင်ငံမှာအဓိကစိုးရွားတဲ့စနစ်ကအာနာရှင်စနစ်ဆိုးဆိုတဲ့အရာကဒီနေရာမှာရုပ်ရှင်တပိပညာနဲ့ပတ်သက်ပြီးတော့ထည့်ပြောရခြင်းရဲ့ရည်ရွယ်ချက်ကိုတော့ကျွန်တော်မြန်မာနိုင်ငံနိုင်ငံသားတွေအားလုံးသိလိမ့်မယ်ထင်တယ်။ဘာကြောင့်လဲဆိုရင်မနေ့ကကျွန်တော်အကူတယောက်တင်လိုက်တဲ့ပို့လို့ပေါ့။တပိဆိုင်တဆိုင်မှာလူတယောက်ကိုလှမ်းပြီးတော့ဆုတ်ထိုးပြီးခေါ်တဲ့ကိစ္စတွေအမှန်တကယ်တော့ရိုင်းပါတယ်။ကျွန်တော်တို့အခုထိုင်းနိုင်ငံမှာနေနေတဲ့အချိန်ခါမျိုးမှာမိမိကအဲ့လူတယောက်ကိုခေါ်ခြင်းထိုင်ဆောင်နေတယ် ့မဟုတ်အဝေးမှာရှိနေရင်သူ့ရှီကိုသွားပြီးစကားပြောရတယ်။ဒါကျောင်းစာတွေကနေတင်ပြီးခဲ့တဲ့အီရီဟော့တပတ်တဲ့ကာရဝတရားတွေလူတူတူယောက်ကိုလေးစားသမှု respect ဆိုတဲ့လေးစားသမှုရှိတဲ့အရာမျိုးတွေကိုလုပ်ပြရတာ။ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေမှာတော့အဲ့ဒီအရာတွေဟာအကျုံးမဝင်တာခက်ကတိုးတက်ပြီးကိုကျင်တရားနဲ့ဇာတိတတွေပြက်လာတဲ့နောက်မှာအီရီဟော့တပတ်နဲ့ကာရဝတရားဆိုတာမရှိတော့ပါဘူး။ဘယ်ဘာသာမှာပဲဖြစ်ဖြစ်။ဘာကြောင့်လဲ။ တိုးတက်မှုရဲ့နောက်ကိုလိုက်ပါနိုင်စွမ်းမရှိတဲ့ကိုကျင်တရားနဲ့ဇာတိတတွေကြောင့်ဖြစ်တယ်လို့ကျွန်တော်ဟာဒီနေ့အားနေပြောချင်တယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာကြုံတွေ့နေရတဲ့အာနာရှင်စနစ်ဆိုးကိုတီမြဲအောင်လုပ်နေတဲ့လူတစုကိုတထောင်တနေရာကနေပါဝင်အားဖြစ်နေတဲ့တပင်းပညာသမားတွေရုပ်ရှင်သမားတွေဂီတာသမားတွေနိုင်တဲ့ဘက်က ပုံချိုးဝတ်ချိုးနဲ့ကူညီတဲ့လူတွေရှိနေတာကိုလည်းလေးစားတယ်။မှန်ကန်တဲ့အရာတစ်ခုနဲ့မှန်ကန်သောလမ်းကြောင်းပေါ်ကိုရောက်ဖို့ပြည်သူစားတဲ့ပြည်သူကြွေးတဲ့ထမင်းကိုစားပြီးတော့ပြည်သူစိတ်ချမ်းသာအောင်ဒီအဆင့်ကလုပ်ပါလို့ပြောကြရင်လည်းညီကုန်းချုပ်ပါလေ။အားလုံးကောင်းသောနေ့ပါ။မြန်မာနိုင်ငံသူနိုင်ငံသားတွေစိတ်ချမ်းသာမဲ့ရက်တရတဖြည်းဖြည်းနဲ့နီးကပ်လာပါပြီ။ဒါကြောင့်စိတ်ဓာတ်မကြပဲအာမန်တင်းပြီးတော့အာနာရှင်စနစ်ဆိုးကြောက် ဆက်လက်၍တွားကြပါလို့မြတ်တရားခံအားလုံးကောင်းသောနေ့ပါဗျာ